ပြီးခဲ့တဲ့လကမာဒူရိုနဲ့အမေရိကန်တမန်တော်ဒေါ်နယ်ထရန့်တို့ဖုံးဆက်သွယ်ပြောဆိုခဲ့ချိန်မှာမာဒူရိုရဲ့တောင်းဆိုချက်တွေကိုထရန့်ကညှင်းပယ်ခဲ့ကြောင်းဒီအကြောင်းအရာနဲ့နှီးစပ်တဲ့သတင်းရင်းမြစ်လေးခုကပြောကြားခဲ့တယ်လို့ရိုက်တာကဖော်ပြခဲ့ပါတယ်။ဒါကြောင့်ဗင်နီဇွဲလားတမန်တော်မာဒူရိုဟာယာရုကဆင်းဖို့နဲ့အမေရိကန်ကလုံခြုံရေးအာမခံပေးထားတဲ့လမ်းကြောင်းမှတဆင်နိုင်ငံအတွင်းမှထွက်ခွာဖို့ရွေးချယ်စရာတွေတိတ်မကြံတော့ကြောင်းထောက်ပြကြပါတယ်။အမေရိကန်ကကာရေဘီယံပင်လယ်မှာ မွေးရစေဝါမောင်ခိုကူးတယ်လို့တန်တရားရှိရဲ့တင်းမောတွေကိုတိုက်ခိုက်မှုတွေပါဝင်ဗင်နီဇွဲလားနိုင်ငံကိုဖိအားတွေတိုးမြင့်ခဲ့ပြီးနောက်နိုဝင်ဘာ22ရက်မှာထရန့်နဲ့မာရီယိုတို့ဖုံးဆက်သွယ်ပြောဆိုခဲ့တာဖြစ်ပါတယ်ထရန့်ကတော့မာရီယိုနဲ့ပတ်သက်နေတဲ့ဗင်နီဇွဲလားရဲ့ကာတယ်ဒီလော့ဆိုးလက်မွေးရစေဝါကိုင်းကိုနှိမ်နှင်းဖို့မြေပြင်စစ်ဆေးရေးပြုလုပ်မယ်လို့ချိန်ချောက်ခဲ့ပါတယ်မာရီယိုနဲ့သူ့ရဲ့အဆိုအရအဖွဲ့ကတော့ဘလို့ရာဇဝမှုအဖွဲ့အစည်းတွေနဲ့မှပတ်သက်တာမရှိကြောင်းညင်းဆိုခဲ့ပါတယ်ထရန့်နဲ့ဖုံးပြောချိန်မှာမာရီယိုကသူ့အပေါ်ချမှတ်ထားတဲ့ပိတ်ဆို့မှုအားလုံးကိုယုံသိမ်းဖို့နိုင်ငံတကာရာဇဝတ်တရားရုံး ICC ီကိုတင်ထားတဲ့သူ့ရဲ့အမှုကိုဆုံးသတ်ဖို့အပါဝင်သူနဲ့သူ့ရဲ့မိသားစုဝင်တွေဟာအပြည့်အဝတရားဝင်လူငင်းဝင်ရရှိမယ်ဆိုပါကဗင်နီဇွဲလားနိုင်ငံမှာထွက်ခွာဖို့ဆန္ဒရှိကြောင်းထရန့်ကိုပြောခဲ့တယ်လို့သတင်းရင်းမြစ်သုံးခုကပြောကြားခဲ့ပါတယ်။ဒါပြင်လူခွင့်ရေးချိုးဖောက်မှုတွေမွေးရစေဝါမောင်ခိုကူးမှုဒါမှမဟုတ်အဂလိလိုက်စားမှုတွေပါဝင်တယ်လို့စွပ်စွဲခံထားရတယ်။ဗင်နီဇွဲလားအစိုးရရရှိတရားကျော်ကိုချမှတ်ထားတယ်။ပိတ်ဆို့မှုတွေကိုလည်းဖယ်ရှားပေးဖို့မာဒီယိုကတောင်းဆိုခဲ့ပါတယ်။အဲဒီနောက်ရုပ်ောက်ပွဲအသစ်မပြုလုပ်မီဒုတိယသမ္မတဒက်စီရိုဒရီဂိုကရ ာယီသမရအဖြစ်အစိုးရအဖွဲ့ကိုဥဆောင်လိုက်မယ်လို့မာဒီယိုကထရန့်ကိုပြောကြခဲ့ပါတယ်ထရန့်ကတော့မာဒီယိုရဲ့တောင်းဆိုချက်အများစုကိုညှင်းပယ်ခဲ့ပေမဲ့မာဒီယိုနဲ့သူ့ရဲ့မိသားစုအားဗင်နီဇွဲလားမှထွက်ခွာပြီးသူတို့ရွေးချယ်ထားတဲ့နိုင်ငံတနိုင်ငံကိုသွားရောက်ဖို့အချိန်တစ်ပတ်ရမှာဖြစ်ကြောင်းပြောကြခဲ့တယ်လို့သတင်းရင်းမြစ်နှစ်ခုကပြောကြခဲ့ပါတယ်ဒါပေမဲ့မာဒီယိုဟာဒေကင်းစွာထွက်ခွာခွင့်ပေးခဲ့တဲ့အချိန်တစ်ပတ်ဟာနိုဝင်ဘာ28ရက်ကတပ်တန်းကုန်ခဲ့တာကြောင့်ထရန့်ကဗင်နီဇွဲလားလေပိုင်နက်ကိုပိတ်ထားပြီးဖြစ်ကြောင်းနိုဝင်ဘာ29ရက်မှာဒီပေးချက်ထုတ်ပြန်ခဲ့တာဖြစ်တယ်လို့သတင်းရင်းမြစ်တွေ ွေကပြောကြားခဲ့ပါဗျာ